โอเคပါပိုင်သက်ကဟိုပါဘာလို့ပြောရမလဲအလုပ်ကိုအရန်စူးစားတယ်ပြီးလို့ရှိရင်အာကျွန်တော်တို့ပေါ့နော်ဟိုနေရာနေပေါ့ဒါလုတ်လိုက်လို့ပြောလိုက်တဲ့အခါကျရင် तू ဘယ်တော့မှမငင်းဘူး तू ရအောင်လုပ်တယ်ပေါ့ဥပမာပြောရရင် तू နေရာစတက်လာတဲ့အချိန်မှာအာပွဲတစ်ပွဲကိုကျွန်တော်နဲ့ तू လိုက်ဖြစ်တယ်ပေါ့လိုက်ဖြစ်တဲ့အချိန်မှာ तू စင်မော်တစ်ခါမှမတက်ဘူးဒါပေမဲ့အဲ့ပွဲကဒါဟိုဘယ်လိုပြောရမလဲအဲပါတီအကြီးတစ်ခုပေါ့နော်အဲ့ပါတီအကြီးတစ်ခုမှာတချင်းဆိုဖို့အတွက်ဖြစ်လာတယ်ပေါ့အဲ့ပွဲရှင်ကလည်းတချင်းဆိုပါဆိုပြီးတောင်းဆိုတဲ့အခါကျတော့ ဒီခါမှစင်ပေါ်မှာမဆိုးဘူးပြင်မဲ့ကျွန်တော်ကိုလှမ်းကြည့်တော့ကျွန်တော်ဆိုလာရေးဆိုပြီးပြောတဲ့ခါမှာသူတက်ဆိုတယ်ပေါ့နော်အဲ့လိုမျိုးတက်တီတွေတော့ဘိုင်းတက်မှာရှိတယ်ပြီးတော့သူအနုပညာနဲ့ပတ်သက်လာရင်အဆိုပိုင်းရောဒီတရုတ်ဆောင်ပိုင်းရောသူအရန်ယူသွတ်တာကိုတွေ့ရတယ်ပေါ့နော်အနုပညာရှင်သမားတစ်ယောက်ကဒါယူသွတ်မှပဲဒါပေါက်တာပေါ့နော်အဲ့တော့ ယူသွတ်မှာပဲအောင်မြင်တာပေါ့အဲယူသွတ်မှုအပိုင်းကတော့သူ့မှာအပြည့်အဝရှိတယ်အဲဒီစကားလေးထွက်လာပြီးတဲ့အခါကျရင်တော့ဘယ်လိုဖြစ်မလဲတော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့နော်ဒီကားရဲ့ရှေ့မှာအပြောပြောစရာဟိုတယ်လား Happy Hotel ဆိုတဲ့ကားတကားသူတက်သေးတယ်ပေါ့အဲ့ဒါတော့နှစ်ရက်ပဲပြတာပေါ့နော် TV မှာနှစ်ပိုင်းပဲပါတာပေါ့အဲ့ဒီကားလေးပြပြီးတော့ကျွန်တော်တို့နေမှာပေါ့နော်အဲလေဝင်းမြို့မှာသွားပြီးတော့အလူမင်္ဂလာပွဲမှာဒါတီဆုံမှုတွေလောက်တယ်ဒါပန်းကျဲတယ်တို့ပါတော့သွားလောက်တဲ့အခါမှာလည်းသူ့ကိုပေးတဲ့အခိုင်မှာအားပေးတာကိုတွေ့ရတယ်ပေါ့နော် ဟောကိုထက်တော်မှာပို့ပြီးတော့လူပို့တည်တယ်ဘောတော့ပို့တည်တယ်ပို့ပြီးတော့သူ့ကိုကောင်မလေးဆိုဝိုင်းအောင်နေကြတာကိုတွေ့ရတယ်ဘောအဲ့တော့အဲသူ့အနေနဲ့လည်းသူအားရှိသွားတာဘောเนาะနှစ်ရက်အဲ MRT4 မှာနှစ်ရက်လာတာတော့မှသူ့ကိုဒီလောက်အားပေးတယ်ဆိုရင်ဘောဒီကားကြီးဆိုရင်တော့သူအများကြီးမျောလင်းထားတာတော့ကျွန်တော်ဘေးကနေရိတ်မိပါတယ်ခင်ဗျာအချက်ဆုံးသူရဲ့အထုပ်ပတိဇက်လန်တွဲမှာအာ ဟိုကောင်းမြတ်ဆန်ဆိုလဲဒါဟိုရင်လည်းကခင်လာတဲ့မြင်သားပေါ့နော်ပြီးတော့မမဟုဆိုလဲသူ့ရဲ့ဝတ်စုံလေးကျွန်တော်များသောအားဖြင့်လုပ်ပေးဖြစ်တယ်အဲပြီးတော့မုံနဲ့လည်းခင်တယ်ပြီးတော့ကျွန်တော်တပည့်ပေါ့နော်ပိုင်တက်ကြတယ်ဒီကားထဲမှာအပွဲဥထွက်ပါဝင်တာဖြစ်တဲ့အတွက်လာပြီးတော့အာသူကသူတို့အားလုံးကိုဝန်းရံပေးတာပါခင်ဗျအာဒီကားထဲမှာအာပိုင်တက်အဲဒီကားကြိုက်ပြီးတော့ပြန်လာတဲ့အခါကျွန်တော်သူပြောတယ်ပေါ့နော်သူသေချာလဲစူးစမ်းထားတယ်ဒီကားလေးကိုလည်းသူအရန်လဲအားစိုက်ထားတယ်ပြီးတော့ဒီကားမှာပါဝင်တဲ့စီနီယာတွေကလည်းတွဲခေါ်တယ်ပြီးတော့အဓိကတော့ဒရိုက်တာပေါ့နော်ဒရိုက်တာကလည်းအရန်ကို တင် जा ပြသပေးတယ်ဆိုပြီးတော့ကျွန်တော်တို့ပြောပြဘူးတယ်ပေါ့နော်ပြီးတော့သူ့အနေနဲ့လည်းဒီကားကိုအရန်အားဆိုင်ထားတယ်အရန်လည်းဘယ်လိုပြောမျောလင်းချက်အများကြီးထားထားတယ်ဆိုတော့ကျွန်တော်တို့ဘေးကနေချင်းသိတယ်ပေါ့နော်မင်းရဆိုလည်းဒီအာဒီပွဲမတိုင်ခင်မင်းရတွေးပြစ်တယ်ပေါ့တွေးပြစ်တဲ့ခါကျတော့အယူတယောက်လိုပဲခုံပေါက်ပြီးတော့ဘယ်လိုပြောစိတ်စိတ်တွေအရန်လှုပ်ရှားနေအောင်မြင်ရတယ်ပေါ့အဲ့တော့ဟိုသူထင်ထားတဲ့အတိုင်းနေရာလေးတစ်ခုရပါစေလို့စတောင်းပေးပါတယ်ခင်ဗျာဟုတ်ကဲ့ပါပိုင်သက်ကဟိုပါပေါ့ဘယ်လိုပြောရမလဲအလုပ်ကိုအရန်စူးစမ်းတယ်ပြီးလို့ရှိရင်အာကျွန်တော်တို့ပေါ့နော်ဟို နေရာနေပေါ့ဒါလှုပ်လိုက်လို့ပြောလိုက်တဲ့အခါကျရင် तू ဘယ်တော့မှမငင်းဘူး तू ရအောင်လုပ်တယ်ပေါ့ဥပမာပြောရရင် तू နေရာစတက်လာတဲ့အချိန်မှာပွဲတစ်ပွဲကိုကျွန်တော်နဲ့ तू live ဖြစ်တယ်ပေါ့ live ဖြစ်တဲ့အချိန်မှာ तू စင်မော်တစ်ခါမှမတက်ဘူးဒါပေမဲ့အဲ့ပွဲကဒါဟိုဘယ်လိုပြောရမလဲပါတီအကြီးတစ်ခုပေါ့နော်အဲ့ပါတီအကြီးတစ်ခုမှာတချင်းဆိုဖို့အတွက်ဖြစ်လာတယ်ပေါ့အဲ့ပွဲရှင်ကလည်းတချင်းဆိုပါဆိုပြီးတောင်းဆိုတဲ့အခါကျတော့ဒီခါမှစင်ပေါ်မှာမဆိုဘူးပဲကျွန်တော်ကိုလှမ်းကြည့်တော့ကျွန်တော်ဆိုလိုက်ဆိုပြီးပြောတဲ့အခါမှာ တက်ဆိုရယ်ပေါ့နော်အဲ့လိုမျိုးတက်တည်တွေတော့ပိုင်းတွေမှာရှိတယ်ပြီးတော့သူလူပညာနဲ့ပတ်သက်လာရင်အစိုးပိုင်းရောဒီတရုတ်ဆောင်ပိုင်းရောသူအရန်ယူသွတ်တာကိုတွေ့ရတယ်ပေါ့နော်လူပညာရှင်သမားတယောက်ကဒါယူသွတ်မှပဲဒါပောက်တာပေါ့နော်အဲ့တော့ ယူသွတ်မှပဲအောင်နေတာပေါ့အဲယူသွတ်မှုအပိုင်းကတော့သူ့မှာအပြည့်အဝရှိတယ်အဲဒီစကားလေးထွက်လာပြီးတဲ့အခါကျရင်တော့ဘယ်လိုဖြစ်မလဲတော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့နော်ဒီကားရဲ့ရှေ့မှာအပြောပြောစရာဟိုတယ်လား Happy Hotel ဆိုတဲ့ကားတကားသူတက်သေးတယ်ပေါ့အဲ့ဒါတော့နှစ်ရက်ပဲပြတာပေါ့နော် TV မှာနှစ်ပိုင်းပဲပါတာပေါ့အဲ့ဒီကားလေးပြပြီးတော့ကျွန်တော်တို့နေမှာပေါ့နော်အဲလေဝင်းမြို့မှာသွားပြီးတော့အလူမင်္ဂလာပွဲမှာဒါဒီဆုံမှုတွေလုတ်တယ်ဒါပန်းကျဲတယ်တို့ပါတော့သွားလုတ်တဲ့အခါမှာလည်းသူ့ကိုပိတ်သက်အခိုင်မှာအားပေးတာကိုတွေ့ရတယ်ပေါ့နော် ဟောကိုထက်တော်မှာပို့ပြီးတော့လူပို့တိတယ်ဘောတော့ပို့တိတယ်ပို့ပြီးတော့သူ့ကိုကမလေးဆိုဝိုင်းအောင်နေကြတာကိုတွေ့ရတယ်ဘောအဲ့တော့အဲသူ့အနေနဲ့လည်းသူအားရှိသွားတာဘောနော်၂ရက်အဲ MRT4 မှာ၂ရက်လာတာတော့မှသူ့ကိုဒီလောက်အားပေးတယ်ဆိုရင်ဘောဒီကားကြီးဆိုရင်တော့သူအများကြီးမျောလင်းထားတာတော့ကျွန်တော်ဘေးကနေရိတ်မိပါတယ်ခင်ဗျာအော်လက်ဝက်လက်စားတော့ငငယ်လေးကကြိုက်တာငငယ်လေးကကြိုက်တယ်ငငယ်တော့ကဥမာဘောနော်ဆမ်ဝဲအောင်လို့အမေကဘာယူမလဲဆိုရင် အဲရန်အောင်လက်စွပ်ယူမယ်လို့အဲ့ခက်ကကျွန်တော်တို့ကကိုရန်လေးကိုကြည့်ကြည့်ပြီးတော့အားကြရတဲ့ခက်ဆိုတော့လေရန်အောင်လက်စွပ်ယူမယ်ရန်အောင်ဟန်းချင်းယူမယ်အဲ့လိုမျိုးပေါ့ရန်အောင်ဆွဲကြိုးယူမယ်အဲ့လိုမျို ဟိုပူဇာခဲ့တဲ့ခစ်ဆိုတော့အခုလဲဒါအာကိုပစံကိုရှာပြီးတော့ကိုယ့်ကိုရက်တီးရတဲ့အနေထားရောက်လာတဲ့အခါကျတော့လေဒီလက်ဝက်လက်စာကိုကိုကြိုက်တာလေးတွေကိုဝစ်ဖြစ်ပါတယ်ခင်ဗျာဒီနေ့ဝစ်လာတာကတော့ဒါရွှေရင်းဝါဟိုရွှေရင်းဝါလေးပေါ့နော်ရွှေရင်းဝါလေးကိုဒါလုတ်ထားတာပေါ့ sorry ရွှေရင်းဝါကိုဆလင်းဝါပေါ့နော်ရွှေရင်းဝါတော့မဝစ်နိုင်ဘူးပူစေးကြည့်တာပေါ့အဲ့တော့ဆလင်းဝါ1 set ကလေးပါခင်ဗျာပါပါတယ်ခင်ဗျာကျွန်တော်လက်ဝက်လက်စာအရန်ကြိုက်တယ်အဲပစံရလို့ရှိရင်တော့လက်ဝက်လက်စာတွေဝယ်ဖြစ်တာများတယ်ပြီးရင်အာကိုကြိုက်တဲ့အရာကိုအမြဲတမ်းတော့ကိုကိုယ်တိုင်အရင်ဝယ်ကိုယ့်အမေကိုအရင်ဝယ်ပေးတယ်ဒုတိယကျမှသာကိုအမြဲ တဲ့ဝယ်လေးရှိတယ်ပေါ့နော်အဲ့လိုဒီနေနဲ့တော့စုဖြစ်ပါတယ်ခင်ဗျအော်အမှန်တမ်းပြောရင်တော့ဒါအိုစာမင်းသားအတွက်စုမယ်ဆိုရင်တော့ရွှေစုတာတော့အကောင်းဆုံးပဲပေါ့နော်အာသို့တော့တစ်ခါလေးကြားလို့ရှိရင်လည်း ိုယ်အလုပ်တွေရမ်းပြင်ပန်းပြီးလုပ်ရတယ်စတက်တွေရမ်းများတယ်အဲ့ဒါတွေအတွက်ကိုကိုကိုစုချတဲ့အနေနဲ့ကိုရဲ့စိတ်ထွက်ပေါက်လေးအနေနဲ့ပေါ့နော်ကိုဝစ်ချင်တဲ့ယန္တနာမျိုးလေးတွေလည်းလုံးဝစ်တာတွေလည်းရှိတာပေါ့နော်ဥပမာကြောက်စိမ်းဝယ်တဲ့တို့မြားဝယ်တဲ့တို့ဒါမျိုးဆိုရင်တော့ဒါဟိုဘယ်လိုပြောမလဲ investment တစ်ခုအနေနဲ့လုပ်လို့တိတ်မကောင်းဘူးပေါ့နော်ရွှေရတော့ investment တစ်ခုအနေနဲ့လုပ်လို့ကောင်းတာပေါ့အဲ့တော့အာဘယ်လိုပြောမလဲအဲဦးစားမင်းစားအနေနဲ့စုဆောင်မယ်ဆိုရင်တော့ရွှေကိုပို့ပြီးတော့စုဆောင်တင်တယ်လို့တော့အကြံဉာဏ်ပေးချင်ပါတယ်ခင်ဗျာအာရန်နာပတ်ပတ်သက်ပြီးတော့ပေါ့နော်ကိုကိုရန်ရာဘူးတာကြီးရှိပါတယ်ခင်ဗျာအာဘာလဲဆိုတဲ့အခါကျတော့ ျွန်တော်ရဲ့ဝန်တန်းတွေကကျွန်တော်ကိုအာမွေးမွေးနေ့ရောက်တိုင်းပေါ့နော်လက်ဝက်လက်စာတစ်ခုတစ်ခုအများအားဝယ်ပေးတယ်အဲ့ဒါလေးကတော့အမှတ်တရလေးပေါ့နော်သူတို့မွေးနေ့တစ်ခါရောက်တိုင်းတစ်ခုတစ်ခုဝယ်ပေးတယ်ဒါလေးကတော့လုံးဝဂျင်းထဲမှာအမှတ်တရဖြစ်နေတဲ့အရာလေးတွေပါခင်ဗျာမိမအပြင်ပေါ့နော်တခြားလုံးလက်ဝက်လက်စာတွေလည်းပေးပြပါတယ်ခင်ဗျာဥမာမင်္ဂလာဆောင်တို့ဘာလို့ဆိုလက်ဖွဲ့တယ်ဆိုရင်ငွေချေးလက်ဖွဲ့တာထက်ပေါ့နော်အဲ့လိုပစ္စည်းလက်ဖွဲ့တာကိုကျွန်တော်ပို့ပြီးသဘောကျတယ်အဲဘာကြောင့်လဲဆိုတော့ပို့ပြီးတော့တံမိုးထားရလဲရောက်တယ်ကိုတံမိုးထားရတဲ့အရာလေးကိုဒါ တန်ဖိုးရှိစွာနဲ့ပေးတာဗောနော်ဥမာရန်နာမိုင်းမင်္ဂလာဆောင်တော့ဆိုကျွန်တော်အရန်ကြိုက်တဲ့ဆွဲကြိုးလေးတစ်ခုကျွန်တော်လက်ဖွဲလိုက်တယ်ဗောအဲ့လိုမျိုးလေးတွေဗောနော်အများကြီးလက်ဖွဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျအခုခေတ်ကဗောနော် အရန်လောင်ရတဲ့ကားတွေအရန်များတယ်ပေါ့နော်ဥပမာ fight ကြတယ်လောင်ကြတယ်ပါးတွေရိုက်ကြတယ်ပေါ့နော်ဟိုအဲ့လိုမျိုးဇလန်းတွေအရန်များနေတဲ့အချိန်မှာအခုလိုမျိုးပေါ့တောင်ပေါ်တေတာလေးရဲ့အလှပလေးရဲ့အဲဘယ်လိုပြောမလဲ poster လေးကြည့်လိုက်ရုံနဲ့တင်ဒါအချစ် romance စာကားလေးကိုတွေ့ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရက်တာလေးပြောင်းပြီးတော့ဒီကားလေးကိုစောင့်ကြည့်ရအောင်လို့ကျွန်တော်အားလုံးဖိတ်ခေါ်ပါရစေခင်ဗျာ